ကျမ်းမာတော်မူကြပါစခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဂျွန်လ9ရက်နေ့ညပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲပေါ်ရမှာဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ breaking news စစ်အာဏာသိမ်းထားတဲ့စစ်ကောင်စီနဲ့မြန်မာနိုင်ငံကို ILO article 33အရပြင်းထန်တဲ့ဒဏ်ခတ်ပိတ်ဆို့အရေးယူရန် အပြည်ပြည်ဆိုင်ရာအလို့သမားအဖွဲ့ညီလာခံကအတီးပြုဆုံးဖြတ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအကြံဖတ်အာနာတိန်ထားတဲ့စစ်ကောင်စီနဲ့မြန်မာနိုင်ငံကို ILO Article 33ရရရေးယူရန်အပြည်ပြည်ဆိုင်ရာအလို့သမားအဖွဲ့ညီလာခံကယနေ့ဆုံးဖြတ်အတီးပြုလက်ကြောင်းညီလာခံတက်ရောက်နေတဲ့မြန်မာနိုင်ငံလုပ်ငန်းရှင်များအဖွဲ့ချုပ်မြန်မာ Employer Federation MEF မှအထွေထွေအတွင်းရေးမှူးဦးဝေမှုတွင်ကဆိုပါတယ် ယနေ့ဆွစ်ဇာလန်နိုင်ငံဂျနီဖာမြို့မှာပြုလုပ်နေတဲ့133ချိန်မြောက်အပြည်ပြည်ဆိုင်ရာအလွတ်တမညီလာခံ ILC မှာလူငယ်များနဲ့အလွတ်တမများကိုစစ်မှုထမ်းဥပဒေနဲ့အတင်းအဓမ္မစစ်ထဲသွတ်သွင်းပြီးအလွတ်တမအခွင့်အရေးနဲ့လူအခွင့်အရေးချိုးဖောက်နေတဲ့မြန်မာစစ်ကောင်စီကို ILO Article 33အရပြင်းထန်တဲ့ဒဏ်ခတ်ပိတ်ဆို့အရေးယူရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်းညီလာခံတွေမြန်မာနိုင်ငံနဲ့စစ်ကောင်စီကိုအရေးယူရေးမဲခွဲရန်မလိုပဲအရေးယူရေးတညီတညွတ်ထဲဆုံးဖြတ်အတိပြုလိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ILO ဥပဒေပုံမှန်33နဲ့စစ်ကောက်စီကိုအရင်ယူဖို့ဆုံးဖြတ်လိုက်ပါပြီ။အဲ့ဒါကတော့မဲခွဲစရာမလိုဘဲနဲ့အတီးပြုတ်လိုက်ပြီးဖြစ်ပါတယ်။မြန်မာစစ်ကောက်စီကိုအရင်ယူမှုတန်ခတ်ပိတ်ဆို့မှုတွေကတော့အများကြီးလာမယ်။ဥရောပတမကအပါအဝင်တကဘာလုံးကတန်ခတ်ပိတ်ဆို့မှုတွေလာမှာဖြစ်ပါတယ်။ညီလာခံမှာရုရှားကိုယ်စားလှယ်ကကျွန်တော်တို့ကိုယ်စားလှယ်ဥမာမောင်မိတ်ခွန်းပြောတဲ့အချိန်အမျိုးသားညညရဲ့အစိုးရ NUG တစိ့တွင်းနဲ့ညီလာခံမှာမိတ်ခွန်းပြောလို့ရှူးရှူးရှားရှားထားလို့တည်တယ်။နောက်ပြီးစစ်ကောက်စီဘက်က UMFCCN ကိုယ်စားလှယ် ်ဒေါခိုင်ခိုင်တွေတို့လည်းလာတက်တယ်ပထမတော့ရုရှားတို့ဘယ်လာရုစ်တို့ကကန့်ကွက်မလို့လုပ်ပေမဲ့နောက်ဆုံးမှာမဲခွဲစရာမလို့ပဲအရေးယူဖို့ဆုံးဖြတ်သွားတယ်လို့ညီလာခံတက်ရောက်နေတဲ့ဥဝင်မှုတွင်ကဆိုပါတယ်2000ခုနှစ်မှာစစ်အာဏာရှင်အုပ်ချုပ်ရေးဖြစ်တဲ့တန်းရွှေလက်ထက်ကာလအတွင်းမြန်မာနိုင်ငံမှာအတင်းအဓမ္မအလုပ်ခိုင်းမှုများ force labor ပြဿနာများအလွန်ဆိုးရွားလာတဲ့အတွက်အပြည်ပြည်ဆိုင်ရာအလွတ်တမအဖွဲ့ ILO က၎င်းနိုင်ငံအပေါ် ILO အဖွဲ့ဥပဒေရဲ့ Article 33အရအရေးယူမှုများစောင့်ရွက်ခဲ့ပါတယ်။ ထို့ကြောင့်တန်းရွှေလက်ထက်မြန်မာနိုင်ငံမှာနိုင်ငံတကာယင်းနှမြုပ်နှံမှုများရပ်တန့်ခြင်းကုန်သွယ်ရေးနှင့်အပြည်ပြည်ဆိုင်ရာငွေကြေးဖွံ့ဖြိုးရေးလုပ်ငန်းများမှမြန်မာနိုင်ငံကိုဖယ်ရှားခြင်း ILO နှင့်အတူပူးပေါင်းဆောင်ရွက်ခွင့်အခွင့်အလမ်းများလျှော့ချခြင်းစတဲ့နိုင်ငံတကာတံခတ်ပိတ်ဆို့မှုများခံခဲ့ရကအဆိုပါအရေးယူမှုမှာ ILO တမိုင်းအတွင်း Article 33ဖြစ်ပထမဦးဆုံးအရေးယူခံရတဲ့နိုင်ငံဖြစ်ခဲ့တယ်လို့ယခုအခါဒုတိယအကြိမ်ထက်မှအရေးယူခံရခြင်းဖြစ်ပါတယ်ခင်ဗျာ။ နောက်တစ်တင်ဆက်ပေးချင်တာကတော့နေပြည်တော်နဲ့ရွှေဘုံမှာ online game လောင်းကစားသူ19ဦးဖမ်းဆီးမိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာနေပြည်တော်နဲ့ရွှေဘုံမြို့မှာဇွန်လ၄ရက်က online game လောင်းကစားတဲ့ဒိုင်3ယောက်နဲ့ဝန်ထမ်း16ယောက်ကိုဖမ်းမိခဲ့တယ်လို့စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့နဲ့နှိစက်တဲ့တရင်အရေးမြစ်တွေစီကနေသိရှိရပါတယ်ယမန်နေ့ကစစ်ကောင်စီတပ်နဲ့ရဲတွေကရွှေဘုံမြို့နယ်အမှတ်30ရက်ကတက်မြို့တောင်ရက်9လမ်းမှာနေထိုင်တဲ့ကိုနေစဉ်ဝင်းနဲ့မတ်သေးဖြူထွန်းတို့နေအိမ်ကိုဝင်ရောက်ရှာပွေရမှာ ဝန်ထမ်း16ယောက်ကိုစနော်ကိန်းလုံကစားပြုလုပ်ရမှာအသုံးပြုတဲ့ကွန်ပျူတာဖုန်းငွေတွေနဲ့ဖမ်းမိခဲ့တယ်လို့အုပ်ချုပ်ရေးနဲ့နှိစက်တဲ့သတင်းအရင်းမြစ်ကပြောပါတယ်။ဂိမ်းတွေကြောင့်လူရဲမှုတွေခိုးမှုတွေဖြစ်လာလို့မြို့ခံတွေက တိုင်လို့ဖမ်းတာပိုင်ရှင်လင်မယားရဲ့ဝန်ထမ်းရဲ့ကယောက်ျား2ယောက်မိန်းကလေး14ယောက်စုစုပေါင်း18ယောက်မိတယ်။အခုအကုန်လုံးကိုလုံကစားပုံမှန်နဲ့အမှုဖွင့်ထားတယ်လို့ဆိုပါတယ်။လက်ရှိရွှေဘုံမြို့မှာရဲစခန်းမှာပြစ်မှုကျူးလွန်သူကိုနေစင်ဝင်းနဲ့မတ်တဲပြူတွန်းတို့ကိုပုံမှန်18ကကြီး ်ပုံမှန်16ကကြီးနဲ့အမှုဖွင့်ထားပြီးဝန်ထမ်း16ရုပ်ကိုပုံမှန်16ကကြီးနဲ့အမှုဖွင့်စစ်ဆေးနေပါတယ်။အလားတူစစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်ကောင်စီနယ်မြေဇေယသီရီမြို့နယ်စိန်းစားပင်ကြီးရွာမှာဇွန်လ3ရက်ကဇင်ကြီးပတ်တင်အမည်နဲ့ online slot game တိုင်ဖြစ်သူတန့်စင်ကိုကိုကိုရဲတွေကဖမ်းမိခဲ့ပြီးဝန်ထမ်းတွေကတော့ဖမ်းဆီးရမိတာမရှိဘူးလို့ရဲတပ်ဖွဲ့နဲ့နှိစက်သူတယောက်ကပြောပါတယ်။မနေ့အစောကြီးအိမ်ကိုပြန်လာတဲ့အချိန်တိုက်ချောင်းမှမိတာ သူကလည်းတိုင်ပဲဝန်ထမ်းတွေနဲ့ဘယ်မှာလုပ်ငန်းဖွင့်ထားတယ်ဆိုတာစစ်ဆေးနေတယ်။သူကလည်းပုံမှန်18နဲ့ရောပုံမှန်19ကကြီးနဲ့ပါဖွင့်ထားတာလို့ဆိုပါတယ်။ဇန်နဝါရီလ29ရက်နေ့ကလည်းလိုင်တိုင်ယာအရှိပိုင်းမြို့နယ် FMI CD အိမ်ယာမှာ TTPet online game လောင်ကစားလုတ်ကင်သူအမျိုးသား24ယောက်နဲ့အမျိုးသမီး58ယောက်ကိုလုပ်ငန်းလုတ်ကင်ရမှာအတုံးပြည့်တဲ့ဆက်ဆက်ပစ္စည်းတွေနဲ့တူဖမ်းဆီးရမိခဲ့ပါသေးတယ်ခင်ဗျာ။ နောက်ထပ်သိရှိရတဲ့သတင်းကတော့မြန်မာထိုင်းနယ်စပ်မှာရှိတဲ့ပလဲတိုစခန်းနဲ့တေဘောဘူစခန်းတို့ကိုအပြစ်သက်တိုက်ခိုက်ချေမှုန်းခဲ့တဲ့ KNLA နဲ့ PDF ရဲဘော်များကိုပြည်သူများကတောင်းတောင်းဖြတ်ဖြတ်ကြိုဆိုခဲ့ကြကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမြန်မာထိုင်းနယ်စပ်မှာရှိတဲ့အကြံဖတ်စစ်တပ်ရဲ့ပလဲတိုစခန်းနဲ့တေဘောဘူစခန်းတို့ကိုအပြစ်သက်တိုက်ခိုက်ချေမှုန်းခဲ့တဲ့ KNLA နဲ့ PDF ရဲဘော်များကိုပြည်သူများကတောင်းတောင်းဖြတ်ဖြတ်ကြိုဆိုခဲ့ကြောင်းသိရှိရပါတယ် ယနေ့ဇွန်လ9ရက်နေ့မှာအကြံဖတ်စစ်တပ်ရဲ့ဗလီတိုစခန်းနဲ့တီဘောဘူစခန်းတို့ကိုအပြစ်သက်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တဲ့ KNL နဲ့ PDF ဗျူဟာ30နှစ်ပူပေါင်းတပ်ဖွဲ့ဝင်များကိုပြည်သူများကတောင်းတောင်းဖြတ်ဖြတ်ကျူးဆွခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ကော့ကရီမြို့နယ်မြန်မာထိုင်းနယ်စပ်မှရှိတဲ့အကြံဖတ်စစ်တပ်ရဲ့ဗလီတိုစခန်းကိုမေလ23ရက်နေ့နဲ့တီဘောဘူစခန်းကိုဇွန်လ3ရက်နေ့မှာတော်လှန်ရေးတပ်ဖွဲ့များကအပြစ်သက်တိုက်ခိုက်ချေမှုန်းခဲ့ပြီးလက်နက်ကင်းရဲ့အများပြားကိုလည်းတင်ဆက်ရရှိခဲ့ပါတယ်ခင်ဗျာ။ နောက်ထပ်သိရှိရတဲ့သတင်းကတော့တာဝါတိုင်ကုန်းစခန်းကိုအေအေသိမ်းပြီးနောက်နယ်ရီကန်တိုက်ပွဲ ပြင်းထန်လာကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာရခိုင်ပြည်နယ်မကွေးတိုင်းနယ်စပ်ငဖဲမြို့နယ်အပိုင်အမ်ပရန်လန်းရိုးမတောင်ပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့ MPD ဆက်သွယ်ရေးတာဝါတိုင်ကုန်းစခန်းကိုအရကတက်တော်အေအေကသိမ်းပိုက်ပြီးနောက်ရင်းအနီးမှာရှိတဲ့နယ်ရီကန်ဘူဟာကုန်းတိုက်ပွဲမှာလည်းပြန်လည်ပြင်းထန်လာကြောင်းသိရှိရပါတယ် MPD တာဝါတိုင်ကုန်းကို ယမန်နေ့ဇွန်လ၄ရက်နေ့မှာအေအေနဲ့ပူးပေါင်းတပ်များကအပြီးသက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပါတယ်ရင်တော့ပြီးခဲ့တဲ့လောက်ကုံပိုင်းကနေရက်တက်နေတဲ့နေရီကန်ဘီဟွာကုန်းတိုက်ပွဲများဟာယခုအခါပြန်လည်ပြင်းထန်လာနေပါဗျ။၃ရက်လောက်တိုက်ပွဲဆက်တိုက်ဖြစ်ပြီးမှပူပေါင်းတပ်တွေဘက်ကမနေ့ကလုံးဝအပြတ်သိမ်းလိုက်တာအသိခံရတဲ့ရက်ကစစ်ကောင်စီဒဏ်ရာရတဲ့စစ်သားတွေကိုကာကာစီနဲ့ပဒန်းဘက်ကိုပြန်တဲသွားတာရှိတယ်လို့စီရီတရင်ရင်းမြစ်တအုပ်ကပြောပါဗျ။လက်ရှိမှာနေရီကန်တိုက်ပွဲကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုအပြင် အနီးအနားမှာရှိတဲ့ဘုံဘောကမောက်တောင်စခန်းမှာလက်နက်ကြီးပစ်ကူများနဲ့ပေးနေကြောင်းသိရှိရပါတယ်။ထို့အတူယနေ့နံနက်ပိုင်းကငဖဲမြို့နယ်ပဒန်းမြို့အခြေဆိုင်အမှတ်939ကအမြောက်စခန်းကုတ်ကဲမှုဌာနချုပ်မှစစ်ကား၈စီးထက်မင်းမှာနေရီကံပြူဝါကုန်းကိုအင်အားဖြည့်ချီတက်သွားကြောင်းသိရှိရပါတယ်။ရှင်ပြင်ယမန်နစ်ဇွန်လ၄ရက်ညနေပိုင်းမှာလဲနေရီကံပြူဝါကိုမဆာခတ်ကုတုံညာငားမှာစစ်ကား၄စီးမှာလူအင်အားအပြည့်နဲ့ပစီကြီးရွာမှာတစ်စစ်အင်အားထပ်ဖြစ်တင်းခဲ့ပါတယ် မနေ့ကနေ့ရီကန်ဘက်ကိုအင်အားထပ်ဖို့တယ်ဒီနေ့မနေ့ကလည်းထပ်ဖို့ပြင်ပြီးဖြူဟာထဲမှာစကန်ကုန်းတွေတိတ်မကြံတော့နေ့ရီကန်ကိုလက်လွတ်ရမှစိုးလို့အရင်ထပ်ပို့ပြီးအင်အားဆက်တိုက်ပို့နေတယ်လို့မြေပြင်စည်ရေးတည်င်းအရင်းမြစ်ကဆိုပါတယ်အရက်ခတ်တက်တော်နဲ့ပူပေါင်းတက်များမှာဖေဗူရီလဆန်းပိုင်းမှာစတင်ပြီးအမ်ဘရန်လမ်းပိုင်းကိုပိတ်ဆို့ဖြတ်တောက်ကနေ့ရီကန်ဖြူဟာကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်လက်ရှိမှာအပြည့်ရဲ့ကာလထတ်တိုးကြောင်စစ်ကောင်စီနဲ့ညီနောင်မဟာမိတ်၃ဘွဲ့ကထုတ်ပြန်ထားပေမဲ့ စစ်ကောင်စီကယူမပေါ်မှာရှိတဲ့နေရာများကိုစစ်ကြောင်းထိုးထိုးစစ်ဆင်ရမှတိုက်ပွဲတဖန်ပြန်လည်ပြင်းထန်လာနေကြောင်းမြေပြင်စီရေးတရင်အင်းမြင့်များထံမှသိရှိရပါတယ်ခင်ဗျာထပ်မံသိရှိရတဲ့တရင်ကတော့မုံရွာမြို့ပေါ်မှာစစ်သား၂ဦးကိုပြစ်ခတ်ခဲ့သူတွေကိုဖမ်းမိထားကြောင်းစစ်တပ်ထောက်ခံသူတွေဝါရဖြန်းအဖွဲ့ဝင်တွေလုံခြုံစွာရှိနေတယ်လို့ The Phoenix Army TPA ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းမုံရွာမြို့အောင်မင်္ဂလာရက်ွက်အထက်ကတိကျောင်းအနီး စစ်ကောင်စီတပ်သား2ဦးကိုပြစ်ခတ်ခဲ့သူတွေကိုဖမ်းမိထားတယ်လို့စစ်ကောင်စီဝါဒဖြန့် Telegram Channel စေကူတက်မင်းမှာဖော်ပြထားကြပေမယ့်ပြစ်ခတ်မှုမှာပါဝင်ခဲ့တဲ့အဖွဲ့ဝင်တွေလုံခြုံစွာရှိနေတယ်လို့ The Phoenix Army TPA ထံကနေသိရှိရပါတယ်စစ်ကောင်စီဝါဒဖြန့် Telegram Channel တွေမှာပြစ်ခတ်မှုမှာပါဝင်ခဲ့တဲ့သူတွေလို့ဆိုကာအသက်ဆက်ကြောင်းနဲ့အရွယ်ဇော်ကျော်ငိမ့်ထွန်းခပေါ့ခေါ်ဇလုံအနောက်ရွာနေသူနဲ့တော်စင်တက်ခတော်တော် ရွှေစလုံးရက်ကွက်နေသူတို့ကိုနှစ်ရက်အတွင်းဖမ်းမိခဲ့တယ်လို့ဆိုပြီးဇွန်လ၄ရက်နေ့မှာစတင်ဖော်ပြနေကြတာဖြစ်ပါတယ်။မုံရွာမြို့ပေါ်ပြုတ်လုခဲ့တဲ့မစ်ရှင်မှာရဲဘော်၅ယောက်ထက်ကနှစ်ယောက်မိတယ်ဆိုပြီးစစ်တပ်ကဝါရဖြန့်နေတယ်။တကယ်လုခဲ့တာက၄ယောက်ထဲပါ။မစ်ရှင်လုပြီးနိုင်ဝက်လောက်ကလေးကလွတ်မြောက်နေမြေကိုရောက်ခဲ့ပါတယ်။မိတဲ့သူတွေဆိုတာကလည်းဘယ်ကညီအကိုတွေမှမသိဘူး။ကျွန်တော်တို့နဲ့မစ်ရှင်အတူတူလုခဲ့တဲ့ရဲဘော်တွေကကျွန်တော်တို့နဲ့အတူတူဘေးကင်းလုံခြုံစိတ်ချရတဲ့နေရာမှာရှိနေပါတယ်လို့ The Phoenix Army TPA တာဝန်ခံရဲဘော်ရောင်နေကဆိုပါတယ်စစ်ကောင်စီ Telegram တွေမှာဖော်ပြထားတဲ့လူငယ်နှစ်ဦးဟာစစ်ကောင်စီတပ်သားတွေဘက်ကမတရားဖမ်းဆီးထားပြီးရိုက်နှက်မှုဒဏ်ကိုမခံနိုင်လို့မဟုတ်ဘဲနဲ့ဝန်ခံထားရတဲ့ရက်သားပြည်သူတွေဖြစ်နိုင်တယ်လို့သူကဆက်ပြောပါတယ်ပြစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ဇွန်လ၁ရက်ညနေပိုင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအချုပ်ကားတွေနဲ့ရောက်ရှိလာပြီးအခင်းဖြစ်နေရာအနီးအနားကအိမ်တွေနဲ့လမ်းပေါ်ကပြည်သူ80ဦးခန့်ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဇွန်လ3ရက်နေ့မှာပြန်လည်လွတ်မြောက်လာသူတွေလည်းရှိတယ်လို့ရက်ကွက်နေပြည်သူတွေထံကနေသိရှိရပါတယ်။အစိုးရလုံငယ်အုပ်ဟာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖမ်းဆီးသွားတဲ့အရတား80ဦးတည်းကဖြစ်နိုင်ကြောင်းလည်း TPA တာဝန်ခံကပြောပါတယ်။ဇွန်လ3ရက်နေ့မနက်ပိုင်းမှာမုံရွာမြို့အတကတ်ကျောင်းအနီးလမ်းသွာလမ်းလာကားတွေထံကနေပတ်စံကောက်နေတဲ့စစ်ကောင်စီတပ်သား2ဦးကို The Phoenix Army TPA မုံရွာခရိုင်အမှတ်7တရင်တက်ခွဲ3 MYF မုံရွာခရိုင်အမှတ်15တရင် တက်ခွင်းက WMW အဖွဲ့ဝင်တွေကပြစ်ခတ်ခဲ့လို့နှစ်ဦးစလုံးနေရာမှာတဲ့ပွဲချင်းပြီးတည်ဆုံသွားတယ်လို့သိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လရင်သတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တိုအတွင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်တရင်ဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ။